ဒီနီလန်းကိုသာတည်ထိုင်ရင်တစ်သလုံးပကံစည်းဆက်ပြဖို့မကုန်တော့ဘူး။ပြိဿကြီးတို့ကိုအခုပြောပြမယ့်နီလန်းကိုသာတည်ထိုင်ရင်ပကံစည်းဆက်ပြဖို့ကုန်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်လဲဆိုရင်ဒီနီလန်းကအိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပဲအလွယ်တကူပြုလုပ်နိုင်ပြီးတော့တကယ်လည်းအကျိုးသက်ရောက်မှုရှိတဲ့နီလန်းမျိုးလိုပါ။ပထမဆုံးအနေနဲ့မိသွေးကလေးတွေကိုပိစာတစ်ခုရဲ့ထည့်ပြီးတော့အမုံတွေဖြစ်သွားတဲ့အထိအလေးလုံးတစ်ခုနဲ့ထုချေလိုက်ပါ။ပြီးရင်တော့ခြေထားတဲ့မိသွေးမုံတွေကိုစကားတစ်ခုနဲ့စစ်ပေးလိုက်ပါ။အဲတော့မှအမုံတွေနဲ့အခဲတွေကတက်တက်စီကွဲသွားမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့အမုံတွေကိုပကံတစ်ခုတည်းထည့်ပြီးဘယ်နေရာမှမစိုးအလွယ်တကူဝယ်လို့ရတဲ့ကိုကောက်ကိုလာအေးရောထည့်လိုက်ပါမိဖို့ကြောင့်တဲ့ကလိန်မော်ကြီးတစ်လုံးကိုယူပြီးအေးညှစ်ထည့်လိုက်ပါဒါမှသာဂျွတ်တက်နေတဲ့ဒေအိုဖင်တို့အိုမဲတွေကိုပါအလွယ်တကူတိုက်ချွတ်နိုင်မှာဖြစ်ပါတယ်ပြီးရင်တော့အမျိုးထွက်အားကောင်းတဲ့ဘဲဆက်ပြအမျိုးစားကိုမစိုးရောထည့်ပေးလိုက်ပါအဝိရှော်ဆက်ပြရေချိုးဆက်ပြအစီတွေလည်းထည့်သုံးလို့ရပါတယ်ပြီးရင်တော့ပအဝင်ပစ္စည်းတွေအားလုံးကိုရောသမှမှွေပြီးတော့စတင်အသုံးပြုလို့ရပါပြီ ဗီဒီယိုထဲကအမျိုးသားကအဆိုပါနီးလန်တိုင်းလုတ်ထားတဲ့လက်လုတ်စက်ပြားကိုမဲတူးနေတဲ့ရင်ွေးခရတစ်ခုကိုအစမ်းတိုက်ပြလိုက်ပါတယ်။တေချာလေးတိုက်ဆူစေးကြောပြီးတဲ့အခါမှာတော့ရင်ွေးခရကအသေးချက်ချို့တိုင်းဖြစ်သွားပါတော့တယ်။ပရိသတ်ကြီးတို့လည်းဒီနီးလန်လေးကိုလိုက်တန်အသုံးပြုပြီးတော့အမှန်တကယ်အလုတ်ဖြစ်တယ်ဆိုရင် comment လေးမှာမှတ်ပေးခဲ့ကြပါအောင်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။ကစုံဥခောက်ဆွဲလုပ်ဖို့အတွက်ပထမဆုံးကစုံဥတွေကိုစေးကြောတန့်စင်ပေးဖို့လိုပါတယ်။အညင်အကျင်းတွေပြောင်းစင်သွားတဲ့အထိရေးစေးတဲ့စက်ထဲမှာထည့်ပေးရတာပါ။ ပြီးတဲ့အခါကြိတ်ဆက်ထဲထည့်ပြီးအရည်ထွက်လာတဲ့အထိကြိတ်ပေးရပါတယ်။ရလာတဲ့အရည်ကိုအနယ်ထိုင်သွားတဲ့အထိစီကြီးတွေထဲထည့်ပေးထားရမှာပါ။ကက်စီဒက်တွေအနယ်ထိုင်သွားတဲ့အခါမှာအပေါ်ရန်ကရေတွေကိုဂယုတစိုက်သွင်းလိုက်ရပါတယ်။ရေလုံးကချောက်သွားအောင်အခုလိုတွဲလောင်းချိတ်ပြီးနေတလက်ခံပေးဖို့လည်လိုပါတယ်။ပြီးတဲ့အခါကစုံအမုံတွေကိုရေနဲ့တစ်ထပ်ပြန်စီပြီးအညစ်အကြေးတွေပြောင်းဆင်သွားအောင်လည်းစစ်ချပေးဖို့လိုတာပေါ့။အဲ့ဒီနောက်မှာကစုံအရည်ကိုစီဝိုင်းကြီးထဲထည့်ပြီးရင်ွေးခွေနဲ့ပေါက်စီပေါင်းစလိုအပူပေးရပါမယ်။ အရေးတွေပြန်ခဲသွားပြီဆိုတာနဲ့အချိန်အနည်းငယ်တော့အေးခံနိုင်ရပါတယ်နောက်ဆုံးအဆင့်အနည်းငယ်ကတော့ဒီလိုကစုံကြုံရဲ့ကြီးတွေကိုခောက်ဆွဲမြင်လေးတွေရအောင်စက်နဲ့တေချာဖြတ်ပေးရုံပါပဲ။ဒီအဆင့်ကလွယ်တယ်ထင်ရပေမဲ့ခောက်ဆွဲမြင်တွေညီညာညာထွက်လာအောင်အင်မတန်ဆေးရှိပြီးအထူးခရူးဆိုင်ပေးဖို့လိုပါတယ်။ပြိသက်တို့ရောကစုံနဲ့လှုပ်ထားတဲ့ခောက်ဆွဲမျိုးစားဖို့ကြလားဆိုတာပြောပြပေးသွားကြပါဦးနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ဒီဗီဒီယိုရဲ့အလယ်မှာမြင်နေရတဲ့မိတ်တုံမိတ်တုံနဲ့တိုင်ကြီးကတကယ်တော့နှစ်ရက်စစ်တားအပိစက်ကြီးပဲဖြစ်ပါတယ်။ဒါဟာဆိုလာတားပိစက်နှစ်ရဲ့တစိမ့်တစ်ပိုင်းဆိုရင်လည်းမမှားပါဘူး။တိုင်ကြီးရဲ့အောက်ကကွင်းမြင်ကျဲကြီးမှာလည်းမှန်ပေါင်းတစ်သောင်းခွဲကိုစီပြီးတော့ချထားပါတယ်။ဒီမှန်တစ်ခုစီတိုင်းမှာခြေရငန်းစနစ်နဲ့ဝင်ရိုးနှစ်ခုပါပြီးကြောက်ရောက်လာတဲ့နေရောင်ကြီးကိုဒီတိုင်ကြီးရဲ့ထိတ်တဲတဲစီရအောင်အလိုအလျောက်အလင်းပြန်ပေးနိုင်ပါတယ်။တိုက်ထိတ်မှာရှိတဲ့ရစီဘာကအပူချိန်1900 MBR လောက်အထိကိုခံနိုင်ရည်ရှိတဲ့ပစ္စည်းပါ။ နောက်ဆက်တွဲအနေနဲ့ဒလောက်ထိပြင်းထန်တဲ့အပူချိန်ဟာဒလက်ကိုလင်းစီမဲ့အမွေတွေပြန်လာစီပါတယ်။လင်းနေတဲ့ဒလက်ကတော့လျှက်စစ်တားထိုးလို့ကိုအဓိကတော့ချက်ပဲပေါ့။ဒီလိုမျိုးဆိုလာလျှက်စစ်တားဘေးစံရုံတစ်ခုတိဆောက်ဖို့ခံမှန်းစီအမေရိကန်ဒေါ်လာ250မီလီယံလောက်ထိကုန်ကျနိုင်ပါတယ်။ဒါပေမဲ့ဘာစင်ရင်စင်လက်မှမရှိပဲ24နာရီတပတ်လုံးမီးရနေမှာဖြစ်လို့တန်နေမဟုတ်လား။မြန်မာနိုင်ငံမှာရောဒီလိုစက်ရုံမျိုးရှိစေခြင်းကြလားဆိုတာပြောပြပေးသွားကြပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးသတ်ရှိပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။